ဘေလရီအောက်ကိုနင်းမြုပ်ရတော့မယ်အရှိတောင်အားရှာကမြို့တော်မင်္ဂလာပါယူဆတ်အနေဒိမန်ပရိသတ်ကြီးရေတချိန်ကရွှေရောင်လွမ်းတဲ့ဖျားเจ้าနေနဲ့ညဘက်အခါမှာလင်းထိန်နေတဲ့ဈေးဆိုင်တန်းနေเจ้าမလို့ကမ္ဘာလေခီးသွားတွေကိုအမြဲဆွဲဆောင်နိုင်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မြို့ဟာကမ္ဘာရာသီဥတုဖောက်ပြန်မှုနဲ့ရေကြီးရေရှမ်းမှုဒဏ်တွေကိုအဓိကခံစားနေရတဲ့မြို့တစ်မြို့ဖြစ်လို့လာနေပါ ಡಿ နေ့စဉ်မိုးရသည့်ရောက်တိုင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ဟာရေကြီးရေရှမ်းမှုတို့အကြီးအကျယ်ကြုံတွေ့ရပါသည်။ပင်လယ်မြေနှပြင်မြင့်တက်လာမှုနဲ့အတူပဲမြို့ရဲ့မြေသားတွေဟာလည်းပဲနှစ်စဉ်နှစ်တိုင်းနှင်းမြုပ်လာနေတာကြောင့်မလို့ခံမှန်းခြေအရနောက်ထပ်25နှစ်အကြာ2050ပြည့်နှစ်လောက်မှာတော့ဘန်ကောက်မြို့ရဲ့အစိပ်ပိုင်းတော်တော်များများပင်လယ်ရေအောက်ထဲကိုနှင်းမြုပ်သွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခံမှန်းထားကြပါသည်။ဒီနေ့မှာတော့အဲဒီအကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ ဘန်ကောက်မြို့ကြီးရေအောက်ထဲကိုနင်းမြုပ်နိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပါတော့မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူမြေအောက်ရေကိုအလွန်ကျွံထောက်ယူသုံးဆွဲခြင်းကြောင့်ပဲဖြစ်ပါသည်မြို့ရဲ့မြေသားတွေဟာငကူကလေးကရွှွန့်နေတဲ့ဖွဲ့စည်းထားပြီးအောက်ခြေကမြေအောက်ရေတွေအုံများလာတဲ့အခါမှာမြေသားတွေဟာပို့ပြီးတော့ပုံပဲ့ပြီးတော့အောက်ကိုနှိမ်ဆင်းလာပါသည်အရင်ကလေးကပင်လယ်ရေမျက်နှာပြင်အထက်နှစ်တသမ၄မီတာမှရှိခဲ့တဲ့မြို့ရဲ့အခြေအနေဟာအခုအခါမှာတော့ပို့ပြီးတော့စိုးရိမ်စရာဖြစ်လိုလာပါပြီ အဖြစ်ဖြစ်နဲ့နေဆင်းလာနေတာကြောင့်မလို့ရေကြီးရေရှမ်းမှုတံကိုလည်းတနေ့တတနေ့ပို့ပို့ပြီးတော့ခန်းစားလာရပါသည်။ဒါ့အပြင်ကဘာကြီးပူနွေးလာမှုကြောင့်မလို့ဝင်ရိုးစွန်းဒေသတွေကရေခဲတွေအေးပြောပြီးပင်လယ်မြေနှပြင်ကလည်းပုံမှန်ထက်ပိုပြီးမြင့်တက်လာတာကြောင့်မလို့ဗန်ကောက်မြို့ကြီးရေအောက်ထဲရောက်မဲ့အခြေအနေကပိုပြီးတော့ဆိုးရွားလာတာပါ။ဒီအနေရီကိုကာကွယ်နိုင်မှုအတွက်ထိုင်းနိုင်ငံအစိုးရဟာစီမံကိန်းတွေအများပြားချမှတ်နေပါလိမ့်။ဥပမာအားဖြင့်မြေအောက်ရေအလွန်အကျွံထောက်ယူသုံးဆွဲမှုကိုထိန်းချုပ်တာ မြေကမာရီနဲ့ကန်ယူရန်တလျှောက်မှာရေကာရာတွေတိဆောက်တာစားတဲ့အစီအစဉ်တွေကိုလည်းစင်စမ်းမပြတ်ဖော်ဆောင်နေပါလိမ့်ဒါရီပြင်ကမာပဲမြို့ရဲ့ရေစင်းစနစ်တွေကိုပြန်လည်ပြင်ဆင်တာမျိုးနဲ့ရေကြီးရေရှမ်းမှုတွေကိုကာကွယ်နိုင်မဲ့ပြီးသူကလက်ရာတွေကိုအသုံးပြုတာမျိုးကိုလည်းလှုံ့ဆော်နေကြပါလိမ့်ဒါပေမဲ့ဒီလိုလှုပ်ဆောင်မှုတွေဟာလည်းပဲရေရှည်အတွက်လုံလောက်မှုရှိမရှိဆိုတာကဆက်လက်ဆောင်ကြည့်ရအောင်မယ့်အရာပါ။ဗန်ကောက်မြို့ရဲ့အနာဂတ်ဟာရာသီဥတုဖောက်ပြန်မှုနဲ့ပတ်သက်ပြီးသတိပေးမှုတစ်ခုဖြစ်လာပါသေးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဗင်းနင်းမြို့ရဲ့အခြေအနေနဲ့ဆင်တူနေတဲ့ဘန်ကောက်မြို့ရဲ့အခြေအနေကကမ္ဘာရာသီဥတုထိန်းသိမ်းရေးရဲ့အရေးကြီးပုံကိုပြသနေပါသည်။ရင်းနှီးမြုပ်မဲ့အခြေအနေကိုရင်ဆိုင်နေရပေမဲ့ဘန်ကောက်မြို့ကြီးကတော့ယနေ့တိုင်ကမ္ဘာပေါ်မှာအသက်ဝင်ဆုံးနဲ့အလားအပါဆုံးမြို့တွေကတစ်မြို့ဖြစ်ဆက်လက်တည်ရှိနေသလိုကမ္ဘာလေခီးသွားတွေနှစ်စင်မပြတ်ဇက်တိုက်ဆိုသလိုလာရောက်လည်ပတ်နေကြတဲ့နေရာလေးဖြစ်ပါသည်။ဒါပေမဲ့အချိန်နဲ့အမျှနင်းမြုပ်လာနေတဲ့ဒီမြို့ကြီးကိုကယ်တင်ဖို့အတွက်လူသားတွေရဲ့ရာသီဥတုထိန်းသိမ်းမှုဆိုင်ရာဂျိုးပန်အားထုတ်မှုတွေလည်းအများကြီးလိုအပ်နေပါသေးတယ်။ ပညာရှင်တွေခန့်မှန်းထားသလိုဗန်ကောင်းမျိုးတော်ကြီးတကယ်ကို2050ရောက်တဲ့အခါအစိပ်ပိုင်းတချို့ရေထဲကိုနင်းမြုပ်သွားမှလာဆိုတာဆက်လက်ဆောင်ကြည့်ကြရအောင်ပါနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုယူသအနေနဲ့ဒိမန်းကနေပြီးတော့ရှားဖွေတင်ဆက်ပေးအောင်ပါဂျိုင်းနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe ပြုလုပ်ခဲ့ပြီးတော့ဖေးရှင်းကိုလည်းပဲ follow လုပ် TikTok account လေးကိုလည်း follow လုပ်သွားဖို့အတွက်မမေ့ပါနဲ့အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Thank you.